ဲမိတ်ဆွေတို့ဒီနေ့မှာကျွန်တော်ကအဲကျွန်တော်ဒီနေ့မှာတော့ငွေကဏ္ဍနေ့ပြင်မှာငွေကဏ္ဍကကျွန်တော်တို့ကဒီတစ်နှစ်ကပုံတော့မှာเนาะပုံတော့မှာဆိုတော့ဒီတစ်နှစ်မှာကျွန်တော်အရင်ဒီငွေကဏ္ဍကိုမိတ်ဆွေတို့ချက်နှစ်တက်တယ်ဆိုရှင်ဟဲ့ယူထိုးလို့ရတယ်เนาะယူထိုးရကျွန်တော်ဒီမှာပြပြီးတော့မှာအဲဒီငွေကဏ္ဍကိုမိတ်ဆွေတို့တေချာလေးကြည့်ပြီးတော့เนาะတေချာကြည့်တော့နည်းနည်းရှုပ်သွားတယ်เนาะပြတယ်နည်းနည်းလေးရှုပ်မဲ့သဘောရှိတယ်မိတ်ဆွေတို့ကတေချာလေးကြည့်ပြီးပါ မွေးကနန်းလုံးနေကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒါတိတိမွေးကနန်းတွေတော့တင်ပေးတယ်ဒီနေ့မှသူမထွက်သေးဘူးနော်နှစ်ကုန်တော့မယ်သူမထွက်သေးဘူးပေါ့နော်အဲ့ဒါကျွန်တော်ကြည့်ပြီးတော့သူ့ပြေးရှိလို့လာပြပေးရတယ်တကယ်လို့မထွက်ခဲ့ဘူးဆိုလို့ရှိရင်နောက်နှစ်ပါဆက်ဖို့ကျွန်တော်ထွက်ပြီးပြေးဦးမယ်နော်ကဲအဲ့ဒါဆိုရင်ဒီမွေးကနန်းကိုတင်ပေးနေကြတဲ့တဲ့ဆိုရှင်မွေးလို့ရအောင်ကျွန်တော်တင်ပေးလိုက်ပြီနော်ကဲကျွန်တော်မွေးကနန်းလေးပြပြီးတော့မယ်ဆိုတော့အဲ့ ။ဒါဒီလိုကြည့်လို့ရှိရင်တကယ်ကျွန်တော်တိနိုင်သလားခင်ဗျာ။တိနိုင်သလားခင်ဗျာ။ကျွန်တော်ရှင်းရှင်းလေးပဲကျွန်တော်ပြရအောင်နော်။မိတ်ဆွေတို့ကရှင်းရှင်းလေးပဲကြည့်ပြီးပါနော်။တော့ကျွန်တော်ရှင်းရှုပ်သွားမှာနော်။ဟုတ်ပြီ။ကျွန်တော်အဲ့ဆိုရင်ဒီမှာ2021ကသွားမှာနော်။2021နော်ဟမ်မဟုတ်2021နော်ဟုတ်တယ်2021ကိုကြည့်မယ် 2021တော့ဟာကျွန်တော်ထီကြီးကနားမှာထီကြီးကနားထွက်တယ်ထီကြီးကနားဘာကနားလဲဆိုရှင်384395ကျွန်တော်ရဲ့မိတ်ဆွေများ384395ဖြစ်ပါတယ်ဒါထီကြီးကနားထွက်တာပေါ့နော်အဲ့ဒီထီကြီးကနားကိုကျွန်တော်တို့ကအရှင်းရတလုံးရဲ့ဒီနောက်ကတလုံးရဲ့ကိုကျွန်တော်တို့ပေါင်းခြင်းကကျွန်တော်ဘယ်လောက်ရရဆိုရင်1ရပါတယ်နော် တွေ့ရပါတော့ကျွန်တော်မစ်ဆွေများပြီးလို့ရှိရင်နဲ့၄ရက်၃ရက်ပေါင်းခြင်းကကျွန်တော်တို့ဒီမှာခွန်ရပါတယ်နော်ကျွန်တော်နည်းနည်းလက်ရည်လေးဆက်သွားအောင်နော်ကျွန်တော်နည်းနည်းဖြစ်သွားတယ်၄ရက်၃ရက်ပေါင်းခြင်းခွန်၉ရက်၅ရက်ပေါင်းခြင်းကကျွန်တော်၄ဆိုရရှိတယ်အဲ့2021မှာတဲ့ကျွန်တော်ဒီကနန်းကအပူကနန်းထွက်မယ်เนาะကျွန်တော်မိတ်ဆွေများအပူကနန်းထွက်မယ်တဲ့အပူကနန်းထွက်မယ်ဆိုတော့2021မှာဘာကနန်းထွက်သွားလဲဆိုရှင်ကျွန်တော်တို့တေ ခေါ်တက်စုံတို့ခွာပြီးထွက်သွားပါတယ်နော်အဲ့တော့တတခေါ်မော်နော်တခေါ်တက်စုံတို့ဒါကျွန်တော်တို့2021မှာဒါအောင်ခဲ့တဲ့မွေးကနန်းလေးပဲဖြစ်ပါတယ်နော်ကျွန်တော်မစ္စတရီများဟုတ်ပြီနော်2021မှာအောင်ခဲ့ပြီ2021မှာအောင်ခဲ့တယ်ဆိုတော့ကျွန်တော်2022ကိုတွားကြည့်မယ်ပေါ့ဗျာ ဲဒီဘက်မှာတော့ပွက်ကြကြလေးပဲเนาะဟိုဘက်မှာလည်းပွက်ကြပါနော်ဟိုဘက်ကကျွန်တော်ထပ်ပြီးတော့ကြည့်ထားတာဖြစ်ပါတယ်โอเคအဲ့ဒါဆိုရှင်ကျွန်တော်မေဆွေများ2021ကြတော့22ကြတော့2022เนาะကျွန်တော်မေဆွေများဒီချာကြည့်ပြီးပါ2022မှာကျွန်တော်တို့ကရှေးရှေးတုံညာတင့်ငါကိုဆိုပြီးထွက်ရှိတာပါတယ်เนาะအဲကြောင့်မို့ရှေးရှေးတုံညာ တင်ငါကိုဟုတ်ပြီတဲ့ကျွန်တော်တို့ရဲ့ရှေ့ရှေ့ပေါင်းငါ6ရက်ရှိတယ်လို့တဲ့တင်ရဲ့3ညရဲ့တင်ရဲ့3ညပေါင်းငါလည်း1ရက်ရှိတယ်တဲ့နော်9ရဲ့9ရဲ့ပေါင်းငါလည်းကျွန်တော်တို့ဒီမှာ4ဆိုပြီးရရှိခဲ့ပါတယ်6 to 6 6 4ကိုကျွန်တော်တို့အပူကနန်ထိုးရမယ်လို့2022တွင်ပါတဲ့2022တွင်အပူကနန်ထိုးပြရမယ်ဆိုတော့ကျွန်တော်တို့ 66လေးထွက်ကမဲ့နေမှာ၄ရက်၁ရက်ထွက်ကမဲ့မှာ၉ထွက်သွားပါတယ်669ဆိုပြီးထွက်သွားတယ်အဲ့နှစ်ကကျွန်တော်တို့အပူကနမပါခဲ့ဘူးခင်ဗျာနော်669ဖြစ်သွားတယ်မှန်မှန်တို့664လို့661တို့ဖြစ်ကမှာဟုတ်ပြီတဲ့အဲ့နှစ်ကမပါခဲ့တော့ကျွန်တော်တို့ကတဲ့ဒီအပူကနသုံးဘွက်ကိုလေကျွန်တော်တို့ကဆက်ပြီးမိုးရမှာဖြစ်တယ်ပြောမှဆိုရင်66 1 664 114ဟုတ်ပြီနော်001 ဟုတ်ပြီနော်။လေးလေးချောက်အဲအဲ့လိုကြံသေးရနော်။ဒီတားကိုအပူပေါ့ဗျာဘလို့ပဲထွက်တဲ့အပူထွက်ကမှာနော်ဒီသုံးလို့ပေါ့နော်။ဟုတ်ပြီတဲ့အဲ့ဒါဆိုရှင်နဲ့ကျွန်တော်တို့ကတဲ့ကျွန်တော်တို့ကလည်းအဲ့နှစ်ကမထွက်ဘူးမထွက်တဲ့အတွက်ကြောင့်လည်း 2023မှာ2023မှာသွက်လာထွက်သွားရနော်2023မှာဒီမှာ446ဆိုပြီးတော့လာထွက်သွားပါတယ်ဒီမှာ446မှာဖြစ်ပင်နဲ့2023မှာ446ဆိုပြီးတော့တယ်အဲကြောင့်အပူပါတကယ်လို့ဒီ2022မှာမထွက်လာဘူး23ကိုကူးွားတာပေါ့နော်2023ကိုကူးွားပြီးတော့တတ်ထွက်ပါတယ်နော်ကျောင်းမစ်ဆွေများဒါမွေးကနန်းလေးဖြစ်ပါတယ်ခုက2022အဲ2022ကနေတော့2023မှာသူတတ်ထွက်တယ်နော်ကျောင်းမစ်ဆွေများ အဲ့ဒီအပူကနန်းကိုအဲ့လိုမွေးနာအောင်ရှင်ထွက်တယ်ဆိုတော့ကြောင်းလေးပေါ့နော်ဟုတ်ပြီဒါဆိုရင်2023မှာကတော့ဘလူလာခဲ့လဲဆိုရှင်နဲ့ရှစ်တနေတဲ့9တကိုတဲ့ထီကြီးကနန်းထွက်တယ်နော်အဲ့ဒီထီကြီးကနန်းကိုရှစ်တဲ့ပေါင်းညာကိုနှစ်ရဲ့9ရဲ့ပေါင်းညာခွန်တဲ့ကိုရဲ့ပေါင်းညာ3ညာကိုခွန်3ညာကိုတဲ့ဒီမှာအဲ့2023နဲ့2023မှာကျွန်တော်ဒီမှာ ကိုကိုတုံညာဆိုပြီးထွက်တယ်ကိုကိုတုံညာဆိုပြီးထွက်ရှိပါတယ်နော်ကိုကိုတုံညာဆိုပြီးတော့ကိုကိုတုံညာဆိုပြီးထွက်တယ်ဟုတ်ပြီနော်ကျော်မဆွေညာသူက2023မှာသူထွက်သွားတာဖြစ်ပါတယ်2023မှာလည်းသူထွက်သွားတယ်အဲ့ကနေပြီးတော့2024ကိုကျွန်တော်လာလိုက်မယ်နော်2024ကိုကျွန်တော်လာလိုက်မယ်2024ကိုလာလိုက်မယ်ဆို2024မှာထွက်တဲ့ကဏ္ဍကလည်းကျွန်တော်တို့ဒီမှာ 2023မှာကကျွန်တော်မစ်စီများကိုကိုတုံများထွက်ပြီးတဲ့ပြင်2022က446ပါလာထွက်တာเนาะအဲ့ရဆိုရှင်အဲ့ဒီလိုမွေးကနမျိုးမွေးရမှာဖြစ်တယ်เนาะကျွန်တော်မစ်စီများကဒီကောင်မပြောရသေးဘူးเนาะဒီကောင်မပြောရသေးဘူးဒီနှလုံးပြောတာเนาะဒီနှစ်ကွက်ကိုပြောတာလေဒီကောင်က20နဲ့နှစ်ကကောင်က23မှာလာထွက်သွားတာเนาะ2023မှာဒီမှာကိုကိုတုံများဆိုပြီးတော့ကိုကိုတုံများတွေထွက်တယ်เนาะโอเคเนาะဒီကောင်ကျွန်တော်မပြောရသေးဘူးဒီကောင်တော့မပြောပြမှာเนาะ အဲ့ဒါဆိုရှင်လည်းကျွန်တော်ဒီမှာလည်း2024 2024 2024 2024 2024နော်2024မှာငါကျွန်တော်တို့တိတုံညာ5ရဲ့ကိုခုခုရဲ့2024မှာထီကြီးကနေထွက်ပါတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကတိရဲ့တုံညာပေါင်းရင်းက1 5ရဲ့ကိုရဲ့ပေါင်းရင်းလေးခွန်ရဲ့ကိုရဲ့ပေါင်းရင်းက6တိ4 6ဆိုပြီးတော့ 2024မှာ116ဆိုပြီးတော့ကျွန်တော်တို့မှာ116ဆိုပြီးတော့အပူထွက်ရှိခဲ့တယ်။ကျွန်တော်ပြီးခဲ့တဲ့နှစ်ကကျွန်တော်ဝေကနာပြီးတာအောင်ခဲ့တယ်နော်ကျွန်တော်မစ်ဆွေများကျွန်တော်အဲ့ဒီဗီဒီယိုကိုပြီးခဲ့တဲ့နှစ်ကတော့ကျွန်တော်တင်ပြလိုက်တာကျွန်တော်ပြီးတော့ကျွန်တော်မလုပ်တော့ဘူးဆိုတော့ဖြတ်ဖြတ်လိုက်လို့နော်ဒါပေမဲ့အနှစ်ကရခဲ့တယ်တော်တော်လေးကိုရရှိခဲ့တယ်ကြီးကျူးလေးရတယ်တော်တော်လေးရခဲ့တယ်နော်အများကြီးပဲရကြတယ်ရပြီးတော့တော်တော်လေးကြာမှကျွန်တော်က မကျူးမှာကျွန်တော်ဝင်ဝင်ရှောက်ကြည့်တော့မရလို့ဆိုပြီးတော့ဘာကြောင့်မရလဲဆိုကျွန်တော်စိတ်တူပြီးတော့မလုပ်တော့ဘူးဖြတ်တော့ပြတာပေါ့နော်အကုန်လုံးနော်အဲဒီတော့ကျွန်တော်ရဲ့မိတ်ဆွေတွေဒါဒီမှာဒီမှာရခဲ့တယ်နော်116မှာရခဲ့ပါတယ်တော်တော်များများလေးနော်တက်တော့မှာကျူးမှာတက်တော့မှာဆို follow တော့တားရပါလေယူကျူးမှာဆိုတော့9000ကျော်9000ကျော်လို့တက်သွားတယ်နော်ဒီ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 တော့အမအောင်ခဲ့တာနော် ဟုတ်ပြီဒါပေမဲ့အောင်တာကတော့ကျွန်တော်ခဏခဏအောင်တယ်အသုံးလေးခွက်တော့ဆင့်ပြီးအောင်တယ်နော်အဲ့ဒီမွေးကနန်းနဲ့အောင်တယ်အပီးပေါက်နဲ့အောင်တယ်ပေါ့နော်အဲအဲ့လိုအောင်ခဲ့တာအဲ့ဒီချိန်တော့ဒီတော့ဒီတော့မစူးစားခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီနှစ်မှာတော့ကျွန်တော်ပြန်ဆလိုက်တယ်မကြသေးဘူးနော်တတိယဆိုရင်တစ်ပတ်ပဲရှိသေးတယ်ဒုတိယဆိုရင်လည်းသုံးပတ်ပဲရှိသေးတယ်နော် ကဲအဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့မိတ်ဆွေများမွေးကနန်းမှာဆိုရှင်တိတိကျကျဆိုပြီးတော့2024မှာအောင်ခဲ့တယ်2024မှာအောင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ကတဲ့2024မှာတဲ့6.9ဆိုတော့တဲ့ထွက်သားကြီးเนาะတကွာ6.9ကတဲ့ကျွန်တော်တို့မကြန့်ရှိထားတဲ့ဒီမှာ6.9ဆိုပြီးတော့ဒီကပေါ်ကနန်းကမွေးကနန်းကတဲ့ဒီပေါ်မွေးကနန်းကတဲ့ဒီနှစ်က2023မှာမှထွက်ခွင့်နေတယ်ကျွန်တော်ဒီကတော့ဆင်းလာ2024မှာလာပြန်ထွက်တယ်เนาะ နှစ်ထောင်နှစ်ဆလီမှာဒီကောင်လေးလက်ပြန်ထွက်တယ်။နှစ်ကွက်ထွက်တယ်နော်။နှစ်ကွက်ထွက်တယ်။ဒီမှာနှစ်ကွက်ထွက်လာရနော်။အဲ့တော့ကျောင်းမဆိုရှင်ကျောင်းမစ်ဆွေရဲ့ဒီအပေါ်ကျန်တဲ့ဒီမွေးကနောင်နဲ့ဒီအောက်မှာလက်ပြန်တို့ထိုး။ဒီကကနောင်နဲ့ဒီမှာထိုးမယ်နော်။အခုဆိုရှင်ကျွန်တော်ဆိုရှင်ဒါဆိုရှင်နှစ်ထောင်နှစ်ဆန်ကမှာတလီ6ဆိုပြောတာဒီရက်ကြန့်ရှိတဲ့ကနန်းကိုလည်းမိတ်ဆွေများက၄၄6လို့ပေါ့ဗျာဥပမာ၄၄6 6 6 4 6 6 1လို့ပါတော့ ဒီ66တင့်လို့ပါတော့လေဒီ2025ပါလေထပ်ပြီးတော့ဒါကိုကြိုက်တယ်ဆိုမွေးထုံးလို့ရပါသေးတယ်เนาะဟုတ်ပြီတင့်2025မှာပုံမှန်ကျနေတဲ့ပုံမှန်ကျနေတဲ့မွေးကဏ္ဍကတော့ကျောင်းရဲ့မစ်ဆွေများခွန်ရဲ့ခွန်ရဲ့၃ရဲ့ပေါင်းခြင်း၃ညာเนาะဟုတ်ပြီเนาะခွန်ရဲ့၃ရဲ့ပေါင်းခြင်း၃ညာ၃ညာရဲ့2ရဲ့ပေါင်းခြင်းက2၃ညာရဲ့9ရဲ့ပေါင်းခြင်းက9 9 9 2 တုံညာဆိုပြီးတော့ကျွန်တော်ဒီမှာမွေးကနန်လေးထုတ်ပေးတာပါတယ်။အဲဒီတော့ကျွန်တော်ဒီကျန်ရှိတဲ့မွေးကနန်လေးကိုဆက်ပြီးရေးပြပြီးတော့မှဖြစ်ပါတယ်နော်။ဒီရင်တုံညာတုံညာငုံတုံညာတုံညာဟုတ်နော်ကိုကိုနှစ်ပါပြီးသွားပြီ ုကိုနှစ်လက်ပါရယ်နှစ်နှစ်ကိုကိုကိုနှစ်နော်ကိုကိုနှစ်ကိုကိုနှစ်နော်ပြီးတော့ပါကြံသေးတယ်နှစ်နှစ်ကိုကိုကိုနှစ်ဟုတ်ပြီနော်ဒီကနေ့6ပါပေါ့နော်ဟုတ်နော်တမ်းမစ်စင်ညာဒီကနေ့6ပါကိုကျွန်တော်မျိုးမစ်စွေပြဒီပတ်ထမအောင်ရမှာဖြစ် နော်မကြတော့ဘူးပေါ့နော်ဒီလောက်ကောင်မှထွက်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်မဆွေလေး20နဲ့တစ်ချိန်ရောက်လာပြီဆိုတော့နောက်ထပ်20ဆိုနောက်ထပ်၄ချိန်နဲ့ရှိတော့နော်နောက်ထပ်၄ချိန်မှာတကယ်ကြီးတော့ဒီကောင်ကိုအပြတ်မိုးရမှာဖြစ်တယ်နော်ကျွန်တော်မဆွေများအပြတ်မိုးရမှာဖြစ်တယ်တကယ်လို့မထွက်လာဘူးဆိုရင်တော့2025 2026ထိမဆွေများသူလိုက်မှာဖြစ်ပါတယ်နော်အဲကြောင့်မိုးကနေဒီ6ခွက်ကိုကျွန်တော်မဆွေတို့လာပြပေးရခြင်းဖြစ်ပါတယ်နော် ဲအဲ့လားဆိုရင်မူကင်းန်6ခုကကျွန်တော်မျိုးစုကြိုက်နေတဲ့ရတပွဲကိုယူသုံးလို့ရလို့6ခုလုံးယူသုံးလို့ရတယ်နော်အဲ